တော့အေတင်ကိုကဆွဲတာအမှုကတခုတည်းဒီစစ်တပ်ကအမှုဆွဲတာ6ခုထောင်အနည်း20လောက်ကြားဖို့ရှိတယ်ဆိုမင်းုံလည်းအမမင်းအမှုလည်းအများကြီးကမင်းုံလည်းဖမ်းမယ်ဟိုပြန်လာစရာလားကွာထိုင်းနိုင်ငံမှာအခြေချကိုပိုင်ချန်နေကိုကိုပိုင်အိမ်နေကိုပိုင်ကားနေနဲ့ငါမွေသားနဲ့သားသမီးဆိုထိုင်းနိုင်ငံသားတွေဖြစ်မှာကိုစိုးနေပြန်လာပါကျွန်တော်ကအဆောက်ပေးပါမယ်ဆိုတော့မပြန်လာအောင်မိမပြီးပြန်ရအောင်မိမပြီးမှနေချင်းစရာပါရှိတယ်နေနဲ့လူတော့ငတ်နေကြတာမဟုတ်လားအားလုံးမင်္ဂလာပါရှင်မွေ YouTube channel လေးအရင်ချွတ်ဆိုလိုက်ပါတယ်မုတ်တီနဲ့တက်ဆက်ပေးခြင်းတဲ့တင်လေးကတော့ တမိဆုကိုမဲ့အိတ်တင်ကိုကအမှုတစ်ခုတည်းဖွင့်ထားတာပေါ့နော်ဒီနိုင်ငံတော်အကြီးအကဲတွေကိုမရိုင်းစွာစော်ကားပြောဆိုထားလို့အခုဆိုလို့ရှိရင်တော့ထောင်တန်းအနည်း20လောက်ကျမယ်ဆိုပြီးတော့ပြပြလာတဲ့သတင်းလေးရေကိုဆိုလင်ကြီးဆိုလို့ရှိရင်လည်းတမိဆုကိုတင်ကန်းစာမယူတဲ့အပြင်မြန်မာနိုင်ငံကိုလုံးဝပြန်မလာဘူးဆိုပြီးတော့မန်တက်နေတာပေါ့နော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်အစုံပါပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးဖို့ဖိတ်ကပါရှင့်နောက်ဆိုတော့ဗီဒီယိုလေးကိုစာလေးချက်ရအောင်နော်အဲဒီမနေ့သတင်းလေးတက်နေတာပေါ့နော်အဲ့ဒီမတ်တမိဆုကတော့အိတ်တင်ကိုကဆွဲတာအမှုကတစ်ခုတည်းတဲ့ အဲနောက်ပြီးတော့ကျွန်တော်တို့ဒီစစ်တပ်ကအမှုဆွဲတာ6ခုအနည်း20လောက်ထောက်အနည်း20လောက်ကြားဖို့ရှိတယ်ဆိုပြီးတော့ဒီမနက်ကအဲ့ဒါတွေတက်တယ်ဟောအဲ့လိုမျိုးတွေးတော့လည်းစိတ်မကောင်းဘူးပေါ့နော်အခုလူတယောက်အဆင်မပြေဖြစ်သွားတွေးတော့စိတ်မကောင်းအဲ့ဒီကျွန်တော်အဲ့ဒီသမီးစိုးဗီဒီယိုတင်ထားတဲ့ဗီဒီယိုဖိုင်အောက်မှာနော်ပထမတစ်ဖိုင်ရှိတယ်အဲဘလို့ဖြစ်လို့ဖန်းကန်ထိသွားတာမသိဘူးဆိုပြီးတင်လာတဲ့အောက်မှာမင်းလဲလာကြီးတဲ့မင်းုံလဲဘာဖြစ်လဲဆိုတော့အဲ6800ဇာတ်တွေပေါ့မင်းုံလဲအမှမင်းအမှုတွေလဲအများကြီးမင်းုံလဲဖမ်းမယ်တဲ့မင်းမကြီး 要加拍卖哈。那没有来拍卖就都按了标了。变拉子也拉过，他南个嘛汽车、古玩、车呢、古玩、米呢，那古玩、哎呢、古玩、家呢，那我们拉的，打的必须他台南个拿的票嘛。对的，米诺我俺没几票嘛，变拉呀，米诺米嘛，那南个嘛，变拉真是巴西的票，那种宋学的你的股票了，米诺等一等一了，俺好了，一托比票亏多了嘛，俺么变拉哦，那我手里也变拉吧，就拿。 ။နောက်ကသားသမီးတွေဆိုအကုန်လုံးထိုင်းနိုင်ငံသူထိုင်းနိုင်ငံသားဖြစ်မှာအေးစေးစေးနော်။ကဲ။တို့ဒီနိုင်ငံမှာပြောမစို့မြန်မာပြည်ပြန်ရအောင်မြန်မာပြည်မှာနေချင်းစရာပါရှိတယ်။နေတဲ့လူတော့ငတ်နေကြတာမဟုတ်လား။ဟမ်။ပြန်လာရပြောအောင်ဆူတောင်းဆူတောင်းကြလား။ဒီနေ့ဒီ မဲ့အီတင်ကိုဟာပေါ့နော်ဒီနေ့တမိဆိုးနဲ့ပတ်သက်ပြီးတော့ post တစ်ခုတင်ထားတယ်ပေါ့အဲ့လိုဆိုအချင်းချင်းပြောရရင်တော့တမိဆိုးကထပ်ပြီးတော့အမှုရဲတင်ခံထားရတယ်ပေါ့နော်အဲ့ဒါကတော့မဲ့အီတင်ကိုနဲ့မဆိုင်ဘူးဘလို့ဖြစ်တာလဲဆိုတော့ဒီပထမအပိုင်းမှာတော့ကျမတို့တွေတည်ခဲ့ပြီးသားပဲရှင်တို့လည်းတည်ပြီးသားပဲလေးတည်မှလားသူဖန်ခံလိုက်ရတဲ့ဒီစိတ်မှာပေါ့အဲ့မှာမှဘလို့ဖြစ်တော့ဆိုတော့သူတို့က9ရက်နေ့မှာဆယ်လပိုင်း9ရက်နေ့မှာတမိဆိုးကပြင်ဦးဝင်မှာသူကအမှုရဲ 66ဂါကြီးနဲ့သူကတရားဆွဲခဲ့တာတရားဆွဲပြီးတော့ သူကပြောရရင်ကတရားဆွဲတယ်တရားဆွဲပြည့်ချိန်မှာသူကပြပကိုထွက်ခွာมาဆိုတာဖြစ်တဲ့အတွက်အိုက်ပြင်းဦးဝင်ရေစကန်းมาပဲပနံပါတ်နဲ့အတူထပ်မှန်ပြီးတော့သူကဘာလုပ်ခဲ့ရလဲဆိုတော့အမှုရွက်ထပ်တင်ခဲ့တာပနံပါတ်နဲ့သူထပ်မှန်ပြီးအမှုရွက်ထပ်တင်ခဲ့တော့သူတို့ရဲ့သက်ဆိုင်ရာရေစကန်းတွေတစင်၄ချောင်းလိုင်းတွေတို့အကုန်လုံးပေါ့နော်စာပို့ခဲ့ပြီးတော့ထွက်ခွာခွင့်ပေးလိုက်တာ အဲ့ဒါပြီးတဲ့အချိန်မှာသူတို့ကသမီးစုရှိတဲ့ဒဂုံနေမျိုးလေဒီသက်ဆိုင်ရာလူကြီးတွေကအဲ့ဒဂုံနေမျိုးကလူတွေကိုလှမ်းပြီးတော့လူတွေဆိုတာကရက်ကွက်အုပ်ချုပ်မှုတွေတို့အရာရှိတွေအကုန်လုံးပေါ့နော်သက်ဆိုင်တဲ့သူတွေကိုလှမ်းပြီးတော့သမီးစုကိုရှာဖွေဖို့အတွက်စာပေးခဲ့ပြီးသားစာပို့ခဲ့ပြီးသားပေါ့နော်အဲ့ချိန်မှာသွားရှာတဲ့အချိန်မှာသမီးစုတို့အိမ်မှာသမီးစုနဲ့သက်ဆိုင်တဲ့သူတွေသမီးစုရဲ့လူတွေကသူမရှိဘူးပေါ့နော်ဒီမှာမနေဘူးဆိုပြီးပြောတာပြောတဲ့အချိန်မှာလည်းဒေါ်ရီတင်ကိုကကောင်းကောင်းမွန်မွန်နဲ့ကျမအမှုဖွင့်ထားပါတယ်အဲ့တည်းကျမအမှုလေးကိုလာရောက်ဖြည့်ရှင်းပေးပါဆိုပြီးတော့သူကပေါ့ ောနော်ဟိုပြောခဲ့တယ်ကဲအဲ့ချိန်မှာပြောခဲ့သေးရနော်အဲ့ဒါလည်းပြီးရောတေချာပြောပြီးရဲ့အချိန်မှာဆို12ရက်နေမှာじゃသမီးဆိုပြီးပါကိုထောက်ခါဖို့လုပ်တယ်အဲ့ချိန်မှာအိမ်မှာဖမ်းမိတယ်ဖမ်းပြီးတော့ရန်ကုန်ရန်ကုန်မှာရဲစခန်းမှာရန်ကုန်ရဲစခန်းမှာဖမ်းခဲ့တယ်အဲ့လိုဆိုသူကပြင်ဦးလယ်မှာအီတင်ကိုကတရားဆွဲထားဖြစ်တဲ့အတွက်ပြင်ဦးလယ်ရဲစခန်းကနေပြီးတော့သူ့ကိုလာခေါ်တယ်လာခေါ်နေစဉ်အတွင်းမှာကလည်းတော့66ကားကြီးပဲ နော်ဘာပေါ်စင်အတွင်းမှာလည်း66ကားကြီးပဲအဲ့ဒီအတွက်သူပြင်းပြင်းရေစကံကိုရောက်လာတယ်ရောက်လာစဉ်စစ်စစ်မြင်းမြန်းနေတဲ့အတော်အတွင်းမှာကျတော့ तू ကသူရောက်ကြရကွာသိမလားအာ तू ဒီဒီမြန်မာပြည်ကိုရောက်ကြရတက်မတော်အတိုင်းဝိုင်းချန်နယ်တော်တော်များများကဒီသမီးစိုးကတက်မတော်အရာရှိတွေအပေါ်ဘူးတဲ့ဟိုဘောနောမဟုတ်တာတွေရှောက်ပေါက်ပြောထားတာကြီးသိရမလားမဟုတ်တာတွေရှောက်ပြောထားတာတွေအတွက်ကြောင့်သူ့ကိုဖမ်းဖို့အတွက် post တွေကိုတဲ့အငဲတစီပေါ်တော့အငဲလိုလိုတင်ထားတာဖြစ်တဲ့အတွက် အဲ့ဒီရဲ့သက်ဆိုင်ရာဌာနကနေပြီးတော့သူပြင်းဦးလုံလာပြီးတော့တရက်လိုပြုတ်လို့ပြီးတော့ထပ်မှန်ပြီးတော့အမှုတွေအမှုထပ်ဖွင့်သွားတာပေါ့ကွာပြောရရင်သိရမှာအမှုတွေအများကြီးပဲเนาะအမှုတွေထပ်မှန်ပြီးတော့ဖွင့်ခံလိုက်ရတယ်ပေါ့เนาะအဲ့ဒါကဇာတော့သူတို့ရဲ့သက်ဆိုင်ရာဌာနကဖွင့်တာဒီသမီးစု66ဂါကြီးနေရကြတော့ အတင်ကအဲ့တခုလည်းပဲဖွင့်တာဂျန်နဲ့အမှုကကြတော့သက်ဆိုင်ရဌာနကဖွင့်ထားဆိုပြီးတော့ဒီနေ့အတင်ကိုတင်ထားတယ်ပေါ့နော်တမိဆုရဲ့စကားတခုကြောင့်အခုဆိုရင်တမိဆုကအမှုပေါင်းများစွာနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါရဲ့ရှင်နောက်ထပ်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်နော်တမီးဆိုးနဲ့ပတ်သက်ပြီးတော့ဒီလားတံဝီကားရစရာတခုရှိရကွာအဲ့ဒါဘာလဲဆိုတော့သူဒီလိုကိစ္စတွေဆက်ဆံပြီးမြန်မာပြည်ကိုပြန်ရောက်လာတော့ဒီအီတင်ကိုနဲ့ပြဿနာဖြစ်တဲ့ချင်း ဒီတမီးဆိုကအေတင်ကောကဒီလိုတွေပေါ့နော်သူသူ့ကိုဗာနဲ့တွေ့ဆုံမှုတွေပြောတဲ့ချိန်မှာတမီးဆိုဘက်က post တွေပြန်တင်တယ်အဲ့တင်နေရအောင်ပါလေးတည်ရမလားဝိုင်းပြီးတော့လည်းမြောက်ထိုးပင်ကိုရီလို့တည်ရမလားမြောက်ပေးအဲ့အဲ့လိုလူတွေရလေအခုကြတော့လေးတည်ရမလားဟို post တွေတင်ပြီးတော့ကွာဒီလားမဟုတ်ကောက်ကတွေဘယ်လိုမျိုးလဲဆိုတော့တမီးစိုးဒီလိုဝင်သွားတာဝမ်းတာလေဆိုတော့ပုံစံမျိုးကို post တွေတင်လာဆိုတော့တော့ဆရာကောင်းမနေဘူးလားအဲ့လိုလူတွေရလေပြည့်ရှိသေးတယ် စယ်နီတချို့ရှိသေးတယ်အရင်တော့ကတော့သမီးစုံနဲ့တခိလာတွေထပြီးတော့အရန်တွေပနာတင်နေတဲ့သူတွေကအခုကြတော့လေဘာတွေထတင်လဲဆိုတော့ရေမူးဝယ်လို့တည်တာပါပုံလေးတွေရိုက်တာပါလို့တည်နေတယ်ကျွန်တော်လူလောကမှာလေအဲ့လိုလူတွေကအကြောက်စရာအကောင်းဆုံးပဲဒါကအနည်းဆုံးရန်သူလို့ခေါ်ရပါသေးတယ်ဟုတ်တယ်နော်လောက်တောင်ကြောက်စရာကောင်းတော့ဆိုတော့သူတို့ကြောင့်အရာရာဖြစ်သွားနိုင်တယ်အခုသမီးစုအထဲထဲမှာမလို့ဘာလို့လဲအခုဆိုရင်ဒါမဲ့နော် သူတို့ကအခြေအနေကိုကြည့်ပြီးကံမှတင်တာနော်ပြကြအောင်မယ်အစတော့ကအေတင်ကို66ခါကြီးလောင်းနေဆွဲတော့ကသူတို့ဒီရင်မတင်ကြသေးဘူးအာ905ဆိုတာ905ကိုဒီတရားထက်ဆွဲခံရမှာ905ဆိုရပုံမှန်ကြီးထက်တူမှာသူတို့တွေကဒီရင်မှာတင်တာကွာဒီလားဘယ်လိုမျိုးလဲဆိုတော့ဟိုပေါ့อืมตูเนี่ยไม่ตีบาวตะปုံนี้นี่ย้ายตาบาโตพี่ก็บาเลยคณะตะผุบเว้ยตูเนี่ยยังขึ้นเนี่ยดูไม่ถูกกูยินมวยเวยยินเลยโตตีเห็นมั้ย အဲ့လိုမျိုးဆိုလေဒါတွေအနည်းဆုံးရင်သူတွေပဲပါတယ်တင်ကန်းစာရေးစရာပေါ့နော်ကြောက်စရာသုံးလူတွေပြပါကြောက်စရာအကောင်းဆုံးလူတွေပြပါဆိုရင်အဲ့လိုကိုဘေးနာလူတွေပဲနောက်ထိုးပြီးတော့လောက်ပြီးတကယ်တကယ်ဒါဆိုရင်အရင်ခင်နဲ့ကျမတငယ်ချင်းသာဖြစ်နေခဲ့မယ် ဲ့လိုပင်းစုနေမှာဖြစ်နေခဲ့မယ်ဆိုကျွန်တော်ကမဖြစ်သင့်တဲ့ဟာကိုတားမှာပဲတကယ်ချင်းရင်ဒီလိုဒီလိုပေါ့နော်တားလို့မရရင်တော့မတက်နိုင်ဘူးပေါ့နော်ဒါပေမဲ့မတက်နိုင်ခဲ့ရင်လည်းအခုလိုချိန်မျိုးမှာဆိုရင်ဘယ်တော့ပြီးပြီးရောပဲနေနေမှာကွာတိလားဟိုသူနဲ့အဆင်မပြေတဲ့သူတွေအခုချိန်မှာပျော်ကြတာဖြစ်ကြတာတော့ဒါကတော့သူတို့တမိုင်းနေပြီနော်သူကလည်းပြောဆိုထားတာဖြစ်တဲ့အတွက်မပြောချင်လည်းပြောမှာပေါ့ဒါပေမဲ့ဟိုဟီလာတွေထနေတဲ့အုပ်စုကထပြီးတင်လာရတော့မြင်လို့ပုံကောင်းကွာဟီလာတွေထားတော့မှထားတဲ့ခုကရေမှုဝယ်တာပါတို့တပ်ပုံနေရင်တွဲရိုက်တာပါတို့အင်လာလို့မှုလို့ဟင်းထင်းချူးမိတာပါတို့ ို့နောက်ပြကြတော့ဘာတော့ family တင်လို့လို့မလို့ခင်လို့မကောင်းတက်လို့မလို့တွားလာပါအဲ့လိုမျိုးတွေကလေကြောက်စရာအကောင်းဆုံးနဲ့တမိစု အနေနဲ့ဆိုရင်အပင်ကိုထက်တောင်ကြောက်စရာအကောင်းဆုံးလူတွေကသူ့ဘေးနားကနောက်ကျုံးကဓာတ်နဲ့ထိုးတဲ့လူတွေပဲသိရမှာတင်ငန်းစာပေါ့နော်ဆိုရင်ကွာတိလားဟုတ်ကဲ့ပါမျိုးလူရေးမိုးဝဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်တမိစုဟာဆိုလို့ရှိရင်နိုင်ငံတော်အကြီးအကဲတွေကိုမယိုင်းစွာဆော့ကပြုတ်ဆိုထားတဲ့အတွက်အခုဆိုလို့ရှိရင်ထောင်အနှစ်20လောက်ကျမယ်ဆိုပြီးတော့လည်းပြုတ်ဆိုထားရရှင့် ဒီကိုဆိုလွင်ကြီးဆိုလို့ရှိရင်လည်းတမိဆုကိုတင်ကစားမယူတဲ့အပြင်သူကပါဒီမြန်မာနိုင်ငံကိုလုံးဝပြန်မလာအောင်ဆိုပြီးတော့စော်ကားပြောဆိုနေတာပေါ့နော်အဲဒီလိုမျိုးတွေတော့မလုပ်သင့်ဘူးလို့တော့ထင်ပါတယ်ဒီတမိဆုကိုတင်ကစားယူတင်နေပေါ့နော်ကိုစကားတစ်ခုကြောင့်အခုဆိုလို့ရှိရင်ဒီသူကိုတရားဆွဲမဲ့လူတွေကတန်းစင်စောင့်နေကြတယ်ပေါ့နော်ဒါလေးကတော့တင်ကစားယူစရာပဲဖြစ်ပါတယ်ချီတဲ့အမျိုးလေးလည်းဘုဟုတရာတင်ကစားတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မကော မန့်လေးတွေရေးခက်ပြီးလို့ရပါရရှိမိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ